ကောင်စီတစ္ဆာခံရခိုင်ညာသို့မဟုတ်ခေတ္တငတန်တွင်များဆိုတဲ့စောင်းပါလီတစ်ပုဒ်ကိုဖတ်ပြပေးခြင်းပါတယ်။ဒီရခိုင်ပြည်ပြည်တော်စုကခွဲထွက်တာနဲ့ရခိုင်လူမျိုးကိုဖျားလိုက်မှာသွားကြည့်ရမယ်။နှစ်ငိန်ချမ်းရေးရဖို့ရွေးကောက်ပွဲလုပ်ရမယ်။၃လက်နဲ့မကင်ပဲငိန်ချမ်းရေးကိုရအောင်လုပ်နိုင်တယ်။၄ NCA ပြတ်သွားပြီလို့ပြောတာတရားမဝင်ဘူးစသဖြင့် ဤစကားများဟာမီပြီးတော့ NCA 10နှစ်ပြည့်ခန်းမာတွေကနေဘလောင်စုစွာထွက်ပေါ်လာတဲ့တမိုင်းဝင်စကားများဖြစ်ပေ၏ထိုစကားများကိုရခိုင်အမျိုးသားအကျိုးစီးပွားအတွက်ဟုဆိုကာစေအုပ်စုအလိုကျနမည်ကြီးရခိုင်လူမျိုးတချို့ပတ်သက်ကနေထွက်ပေါ်လာခြင်းဖြစ်ပါတယ်ထိုစကားကြောင့်ယခုရပိုင်းရခိုင်ပြည်သူများနဲ့စစ်အာဏာရှင်ကိုစန့်ကျင်နေကြတဲ့တော်လန်ရေးလုပ်နေသူများအကြားဝေဖန်မှုပြင်းထန်ခဲ့ပါတယ်အာဏာသိမ်းပြီးနောက်ပိုင်းရခိုင်လူထုတရက်လုံးသည်သူတို့ယုံကြည်ရာအမျိုးသားလွတ်မြောက်ရေးတော်လန်ရေးအပေါ် တခင်နဲ့ထောက်ခံအားပေးခဲ့ကြသည်။ရှင်းတို့ပြည်သူလူထုထောက်ခံမှုကြောင့်လက်ရှိတွင်အာရကတက်တော်သည့်ရခိုင်ပြည်လွတ်မြောက်နေပြီ60ရာခိုင်နှုန်းကျော်ကိုပိုင်ဆိုင်ထားပြီးဖြစ်သည်။ရခိုင်ပြည်သိမ်းတိုက်ပွဲနဲ့အတူယနေ့ရခိုင်လူလူသည် တော်လရေးလောကဒဏ်ကိုကြံ့ကြံ့ခံရင်းအာရကပြည်တော်သည့်တိဆောက်ရေးကိုအားဆိုင်နေကြသည်။တခြားတစ်ဖက်တွင်လည်းရခိုင်အမျိုးသားလွတ်မြောက်ရေးလမ်းစဉ်အပေါ်ဆန့်ကျင်ကာစေကောင်းစီတစ္ဆာရောခန်းအဖြစ်ပြတ်သားစွာရက်တည်နေသူရခိုင်လူမျိုးတို့ခုလည်းရှိနေသည် ထို့တူအာနာသိန်းစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်နေရာကိုအာကောင်မောင်းတန်နှင့်နိုင်ငံရေးလက်တဆုပ်စာရခိုင်လူမျိုးအချုပ်ကိုစစ်ကောင်ဆောင်ကမမောလောက်စရာရှာတူးနေရများပေးပြီးမြောက်စားထားသည်ဒေါ်စောမြရစာလင်းသည်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဥက္ကဋ္ဌထောင်ဝင်ကိုယူထားပြီးစစ်ကောင်စီလက်အောက်ခံတပ်အဖြစ်ရှိနေသည်ဟူလာကရခိုင်ပြည်လွတ်လပ်ရေးရသည့်အထိတိုက်ပွဲဝင်မိဟုတစ်စာရေးတောက်ခဲ့ကြတော့လေယခုအခါစစ်ကောင်စီလက်ခုပ်ထဲကရေးအဖြစ်ရှိနေရှာသည် ALB ကို1969ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီးယခုတွင်58နှစ်ခန့်တည်တံ့ရှိပြီဖြစ်သည်။ ALP သည်2015ခုနှစ်အောက်တိုဘာလ15ရက်နေ့တွင် တနိုင်ငံလုံးအပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ထိုးပြီးနောက်တွင် ရခိုင်လူမှုနှင့်ကင်းကွာသွားကခေါင်းဆောင်နေရာလူရကားနှင့်အခွဲခွဲ အပြည့်ပြည့်နှင့်အင်အားချိနေသွားခဲ့ရသည်။လက်ရှိတွင် ALP ကိုစစ်ကောင်စီကစစ်တွေမျိုးဆက်ယုံရက်ွက်နာစီရွာတွင်ဌာနချုပ်ရုံးအခြေဆိုင်ခွင့်ပေးထားသည်။ နာစီရောင်ဆက်ယုံစုနှင့်မင်းခန့်မီလောင်ခွင်းကိုအပိုင်စားပေးပြီးရက်တီခွင့်ပြုထားသည်။တနည်းအားဖြင့် AAE စစ်တွေမျိုးသိမ်းတိုက်ပွဲဆင်နွှဲလာပါကကြံကြံတိုက်ခိုက်ရန်စစ်ကောင်စီဒိုင်းကအဖြစ်ပြင်ဆင်ထားပုံပေါ်သည်။ရှိခိုးအခါဒေါ်စောမြရာစာလင်းသည်မိမိနေရမပြောက်ရေးအတွက် ALP အမည်နဲ့နိုင်ငံရေးကိုဈေးခွက်တစ်ခုအဖြစ်လှူစားနေပြီးစစ်ကောင်စီတစ်ဆာခံအဖြစ်ရပ်တည်နေသည် NCA ကိုဦးထိပ်ပန်ဆင်ပြီးစစ်ကောင်စီဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်ထိုင်ကုန်ရနေသည် NCA ပြက်စီးသွားပါပြီလို့ပြောတာတရားမဝင်ဘူး NCA ကိုလက်မှတ်ရေးထိုးခဲ့တဲ့ကျမတို့တွေကတက်ရှိထင်ရှားရှိနေသေးတယ်ကျမတို့ကပြက်စီးသွားပြီလို့ခုလဲမပြောဘူးနောက်လဲပြောမှာမဟုတ်ဘူးဟုဒေါ်စောမြရာဇာလင်းကပြောပါတယ် ALP ဒီလက်ရှိတွင်စစ်တွေမျိုးပေါ်ကအခြေခံလူဒန်းစားများနှင့်စစ်ပေးရှောင်များကိုအတင်းအကျပ်တနည်းမလုံးပိတ်ပြီးတဖုံလူသစ်စုဆောင်နေသည်2024ခုနှစ်ရခိုင်စစ်ပွဲပြင်းထန်နေချိန် ်ဩဂုတ်လတွင် ALP သည်စစ်ကောင်စီနှင့်နေပြည်တော်တွင်တွေ့ဆုံခဲ့ပြီးစစ်တွင်မျိုးပေါ်၌တင်းနန်းဆင်ဖွဲ့တစ်ခုကျင်းပခဲ့သည်ထို့နောက် AAE တရင်းများကိုရယူနိုင်ရန်အတွက်နေအိမ်တဲတီဝင်ကကဲစရင်စစ်ဆေးခြင်းလမ်းသွာလမ်းလာများဖမ်းဆီးရန်စစ်ကောင်စီကလည်းလုံပိုင်ခွင့်အပြည့်ပေးထားသည်ပြည်ခဲ့တဲ့2024မေလကုန်ပိုင်းကစစ်တွေပြိုင်းဖြူရွာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွင်စစ်ကောင်စီနှင့်အတူပါရှိခဲ့ကြောင်းအေအေကပြောသည် ရှင်းတို့ ALP ကိုလုတ်ပိုင်ခွင့်ပေးလိုက်ခြင်းအပြင် AA ကိုဒေါသဖြစ်ပေါ်စေပြီးငကြင်းစီနဲ့ငကြင်းကြော်ဆိုးသလိုဒေါ်လန်ရေးအင်အားစုချင်းဖြိုခွဲရေးလမ်းစဉ်တို့ရှောက်အောင်စစ်ကောင်စီကတွန်းပို့ထားသည်ရှင်းဒီအချိန်ဒေါ်စောမြရာစာလင်းကိုရခိုင်ပြည်ငင်းချမ်းရေးမေတော်ဟုရခိုင်တော်လည်းရေးနိုင်ငံရေးကိုစောင့်ကြည့်နေသူများကနာမည်ပြောင်းပေးထားကြသည်ထို့တူလက်နက်မကင်ပင်တဲ့ပြည်တော်စုရဲ့ငြိမ်းချမ်းမှုကိုရအောင်လှုံ့ဆော်နိုင်နေစောင့်ကြည့်နိုင်တဲ့ဟုပြောသူမှာဒေါက်တာအေးမောင်ဖြစ်သည် လက်နက်အားကိုဖြင့်အာဏာသိမ်းလိုက်သည့်စစ်တပ်ကိုအပြစ်မမြင်ဘဲတော်လှန်ရေးအင်အားစုများကိုစစ်တပ်လက်အောက်သို့ရှောက်အောင်ဆွဲခေါ်နေသည်ရခိုင်ရှိဆောင်ပါတီ AFP ဥက္ကဋ္ဌထားဝင်ယူထားပြီးလာမယ့်ရွေးကောက်ပွဲတွင်စစ်တွေမျိုးနဲ့အမျိုးသားလွတ်တော်နေရာကဝင်ပြိုင်ကြီးဖြစ်ပြီးဒုတိယသမ္မတရာထူးကိုမျှော်လင့်နေကြောင်းပါတီနိုင်ငံရေးသမားများကသုံးသပ်နေကြသည်ဒေါက်တာအေးမောင်သည်ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌဟောင်းဖြစ်ခဲ့ပြီးပြည်သူ့လွတ်တော်အမတ်ဟောင်းလည်းဖြစ်ခဲ့သည် 2018ခုနှစ်ရသေးတောင်မြို့တွင်လှုပ်ခဲ့သည့်ရခိုင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခွဲနှင့်ပတ်သက်ပြီးနိုင်ငံတော်အကြီးအကျယ်ဖျက်ဆီးမှုနိုင်ငံတော်ပုံကန့်မှုတို့ဖြင့်ဒေါက်တာအေးမောင်ကို NLD အစိုးရက2019မလတွင်ထောင်တန်း20ချခဲ့သည်အာနာသိမ်းပြီးနောက်2021ဖေဖော်ဝါရီတွင်ဒေါက်တာအေးမာကိုစစ်ကောင်းဆောင်လွှတ်ပေးခဲ့သည် ထောင်ကားလွတ်လာပြီးနောက်စစ်ကောင်စီဘက်တော်သားဖြစ်လာပြီးစစ်ကောင်ဆောင်ကမာကထပြုသောဟန်ပြနိုင်ငံရေးငင်းချမ်းရေးပွဲများနှင့်ရွေးကောက်ပွဲဆွေးနွေးပွဲများတွင်ထိုင်ကုန်ရနေသည်ရှင်းလို့ရပေါ်စစ်ကောင်ဆောင်ကအလွန်နှစ်သက်ပြီးစုဖေးသည့်အနေဖြင့်ရွေးကောက်ခံအမတ်ဖြစ်ဝင်ပြိုင်ခွင့်မရှိဖြစ်နေသည့်ဥပဒေကိုစစ်ကောင်ဆောင်အမိန်ဖြင့်ဖျက်သိမ်းပေးပြီးလွှတ်တော်တဲ့သို့ဝင်ရန်လမ်းစရခဲ့သည် ဒေါက်တာအေးမောင်ကိုအမှတ်ဝင်ပြိုင်ခွင့်ရရေးစက်တင်ဘာ12ရက်နေ့မှာခွင့်ပြုလိုက်သည့်နေ့တွင်ကြောက်တော်မျိုးနှင့်တရက်တပင်ရွာကစတင်ကြောင်းကိုစစ်ကောင်စီဖုံးကျဲခဲ့သည်။ရခိုင်လွတ်တော်တပ်တန်း20တွင်ရခိုင်နိုင်ငံတော်အရေးအမျိုးသားရေးတရားများအာချိုးမှတ်တဲ့ဟောပြောမဲဆွယ်စည်းရုံးခြင်းကြောင့်လူထုထောက်ခံမှုရရှိခဲ့တဲ့ဒေါက်တာအေးမောင်မှာယခုအခါစေအုပ်စုနဲ့ပူးပေါင်းခွင့်ရသည်ကိုပြောမွေကြောင်ပြည်သူများကဝေဖန်နေကြသည်။ တနက်တလက်မကိုင်းပဲကြီးစံတတော့မဖောက်ရပဲနဲ့ရခိုင်ပြည်အချုပ်ချာအာဏာကိုပြည်သူနီနဲ့ပြည်သိမ်းတိုက်ပွဲဆင်နွှဲမယ်ဟုရခိုင်ကမဲဆွယ်ပွဲများတွင်ဒေါက်တာအီးမောင်က ပြောဆိုခဲ့သူဖြစ်သည်လက်ရှိတွင်ရွေးကောက်ပွဲဝင်ကစစ်ကောင်စီအောက်တွင် အမှုထမ်းဆောင်ရန်ကြိုးစားနေသည်ထို့ကြောင့်ဒေါက်တာအီးမောင်ကိုကိုကျိုးရှာနိုင်ငံရေးသမားအဖြစ်ရခိုင်ပြည်သူများနှင့်စစ်အာဏာရှင်ဆန့်ကျင်သူတို့က သတ်မှတ်ထားကြသည်ထို့တူရခိုင်ပြည်နယ်ဟာပြည်တော်စုကခွဲထွက်လို့မရဘူးပြည်တော်စုကခွဲထွက်တာနဲ့မကြခင်မှာရခိုင်လူမျိုးနဲ့ရခိုင်ပြည်နယ်ဆိုတာပြတိုင်းမှာကြည်ရမယ်ဟုရဲဝန်စွာပြောဆိုလိုက်သူမှာဥစော်အေးမောင်ဖြစ်သည်ဥစော်အေးမောင်သည် ရခိုင်မျိုးသားပါတီ ANP ထိပ်ပိုင်းခေါင်းဆောင်ဟောင်းတဦးဖြစ်သည်ရခိုင်က ANP ပါတီကနေရန်ကုန်တိုင်းရခိုင်တိုင်းရင်းသားရဲရဲဝင်ကြီးနှစ်ကြိမ်ဖြစ်ခဲ့သည်ယခုပြည်တော်စုအဆင့်တိုင်းရင်းသားရဲရဲဒုတိယဝင်ကြီးဖြစ်နေသည် တိုင်းသားနေမည်များကိုစွန့်လွတ်ထားရတော့လေတိုင်းသားအရေးကျွမ်းကျင်ဟုသတ်မှတ်ပြီးဦးစော်အီမောင်ကိုစစ်ကောင်စီယာတူပေးထားသည်ထို့တူဝနကြော်ထင်ဘွဲကိုလည်းစစ်ကောင်ဆောင်ကချီးမြှင့်ထားသည်တိုင်းသားတွေလက်နက်ကင်ပုံကန်တာနှစ်ပေါင်း80နီးလာပြီးဘယ်တိုင်းသားပြည်နယ်မှနိုင်ငံဖြစ်လာသလားဘာမှမဖြစ်လာဘူးဒါကြောင့် EAO နဲ့ PDF တို့လာပြီးတော့အလင်းဝင်ပါဟုစစ်အာဏာရှင်ထံသစ္စာခံသူအဖြစ်ဦးစော်အီမောင်ကပြောဆိုပါတယ်။ရှမ်းပြည်ဒီနိုင်ငံအတွက်ငြိမ်းချမ်းရေးမရှိလို့တိုင်းပြည်ကကတောင်ကနေဖြစ်နေကြတာ ဒါကြောင့်ရွေးကောက်ပွဲဖြစ်အောင်လုပ်ရမယ်ဟုပြောနေသူမှာရခိုင်မျိုးသားဥပရှိန်ဖြစ်သည်ဥပရှိန်သည်ကြောက်ဖြူမျိုးနဲ့ပြည်သူ့လွတ်တော်ကိုစလေဟောင်းတအူဖြစ်သည်သူသည် ရခိုင်တိုင်းသားများပါတီ RNP ကိုတီထောင်ပြီးရွေးကောက်ပွဲကနေအခွင့်အလမ်းမျှော်ကိုးနေရှာသည်စေကောင်းဆောင်လို့သမ ्या ကိုထောက်ခံသည့်နိုင်ငံရေးပါတီအင်အားစုတွင်ဥပရှင်ကိုနေရာပေးပြီးနေပြီးတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌တွေ့ရတတ်သည်ဥပရှင်သည်ရခိုင်ကရခိုင်မျိုးသားပါတီ ANP ထိပ်ပိုင်းခေါင်းဆောင်တအုပ်ဖြစ်ပြီး ANP ပါတီအနေနဲ့ရွေးကောက်ပွဲမှတ်ပုံတင်ရတွင်ဦးဆောင်ခဲ့တော်လဲပယ်ချခံရခြင်းတွင် RNP အမည်ဖြင့်တကူတော်တိကျမှတ်ပုံထပ်တင်ခြင်းဖြစ်သည်ဥပရှင်သမတ်ဦးငိမ့်ချမ်းမောင်မှကြောက်ဖြူဒေသခံခရိုနီတထေးကြီးတဦးဖြစ်သည်ရင်းကြောင်ရွေးကောက်ပွဲမဖြစ်မနေလုပ်ရမည်ဟုပြောဆိုနေချက်မှာစေအုပ်စုနှင့်ပူးပေါင်းပြီးမိမိဆွေမျိုးအချို့စီပွားအတွက်တွက်ဆထားဟန်ပုံပေါ်နေကြောင်းဝေဖန်နေကြသည်ဆလပင်ယခုအခါရခိုင်လူမျိုးများ၏ဖဲချင်းချင်းခံထားရသူမှာဒေါ်အင်းနုစိန်ဖြစ်သည် ်စေကောင်းဆောင်ပေးထားသည့်စီသူဘွဲရပြီးနောက်အတန်တစွန်းတစားမြပြီးမကြရတော့ဘဲပျောက်ချင်းမလားပျောက်ချက်ကောင်းနေသည်ဒေါ်အင်းနုစိန်သည်ရခင်ကရခိုင်အမျိုးသားပါတီ၏ဒုတိယဥက္ကဋ္ဌအထိ၎င်းပခိုးမူဝါဒရေးရဦးဆောင်ကောမဒီအဖြစ်၎င်းရခိုင်နိုင်ငံရေးတွင်နာမည်ကြီးလူတီများသည်သို့တော်ညာ2021ခုနှစ်စစ်အာဏာသိမ်းချိန်စတင်ဖွဲ့စည်းသော စစ်ကောင်စီအဖွဲ့ဝင်ပြည်တော်စုအစ်စ်ခေါင်းဆောင်ယာတူကမ်းလန်းချက်ကိုချက်ချင်းလက်ခံခဲ့သည့်ရခိုင်ပြည်အကျိုးကိုပြုလုပ်ပေးမည်ဟုအကြောင်းပြပြီး စစ်ကောင်စီရှင်ခွင်တဲသို့တွဝင်ခဲ့သူဖြစ်သည်ထို့နောက်စစ်ကောင်စီဗဟိုအကြံပေးရာလူရှာလာသည်ဒေါ်အင်းနုစိန်ကိုစစ်ကောင်ဆောင်ကစီသူဘွဲ့ချင်းမြင်ပေးခဲ့သည်ယခုဒေါ်အင်းနုစိန်သည်အမျိုးသားကောက်ွယ်ရေးနှင့်လုံခြုံရေးကောင်စီကလောင်ဗဟိုအကြံပေးရာနေရာတွင် ရှိနေသည်ရှက်ခိုင်းပြည်သူများအပေါ်စစ်ကောင်စီဤလူအခွင့်ရေးချိုးဖောက်မှုနေစဉ်လက်နက်ကြီးလေရင်ကြောင်းပစ်ခတ်မှုကြောင့်တေဆုံးထန်ရရမှုအပေါ်ဒေါ်အင်းနုစိန်အတန်တိတ်နေသည် ရှင်ပြင်းစစ်အာဏာရှင်ထံပါခစား၍ပြုံးမွေ့နေသူနောက်ထပ်ရက်ခိုင်အမျိုးသမီးမှဒေါ်နုမြဆန်ဖြစ်၏ဖီတော်စုအဆင့်သာသနာရေးနှင့်ယဉ်ကျေးမှုဒုတိယဝန်ကြီးဖြစ်ပေသည်သူမကိုပြီးခဲ့တဲ့ရက်ပိုင်းကနေပြည်တော်တွင်ရုရှားနိုင်ငံသားများနှင့်တွေ့ဆုံခဲ့သည်ကိုညင်လိုက်ရသည်ဂလင်တန်ကျောက်ပျက်စီးသွားသည်ရှေးဟောင်းပကံနေမီကဖျားပထိုးများကိုပြန်လည်ပြုပြင်နိုင်ရေးဆွေးနွေးနေခြင်းဖြစ်သည်ရှခင်ကလည်းဖြူတရီခစ်တရာဟန်လင်းဘေတနိုးစတဲ့မမရှေးဟောင်း မင်းနေပြည်တော်များကိုစူဆောင်းဖော်ထုတ်ပေးနေတဲ့ဖြင့်စစ်ကောင်စီနှစ်သက်ပုံပေါ်သည်2024ဖေဖော်ဝါရီလကရခိုင်ရှီဟောင်းမြို့တော်မြောက်ဦးရင်ကျေးမှုပြတိုက်ကိုစစ်ကောင်စီလေးကြောင်းတိုက်ခိုက်ခဲ့မှုကြောင့်တံမိုးမဖြတ်နိုင်သည့်ရခိုင်ရှီဟောင်းအမွေနေများပြက်စီးမှုကိုဘာမှမပြောဘဲနေနိုင်သူဖြစ်သည်ထို့ကြောင့်ဒေါ်နုမြဆန်ကိုစစ်ကောင်စီကစီမံထူးချွန်ဘွဲ့တစ်စိတ်ချီမြှင့်ခဲ့သည်ရခိုင်ပြည်မြို့နယ် ၁၈ခုတည်းက၁၄ခုကိုအရကတက်တော်မှထိန်းချုပ်ထားပြီးရခိုင်ပြည်သူတော်လှန်ရေးအစိုးရအမိဖြင့်ကိုပိုင်အုပ်ချုပ်ရေးရန်ရာမောင်းနှင်နေသည်စစ်တွေကြောက်ဖြူမန်အောင်သုံးမျိုးသည်စစ်ကောင်စီလက်ထဲတွင်ရှိနေသည်ရှင်တို့နေမီအနေငယ်သာစိုးမိုးနိုင်စွမ်းရှိတော်သည့်စစ်ကောင်စီထံဦးဆွေးဆန်နှင့်ထိုင်းရွက်နေသည့်ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင်ရခိုင်လူမျိုးတချို့လည်းရှိနေသေးသည်ရှင်ထဲတွင်ဦးလှသိန်းဦးဆန်ရွှေမောင်ဒေါက်တာအောင်ကျော်မင်းတို့ထင်ရှားသည် ်ဦးလာသိန်းသည်စစ်ကောင်စီရခိုင်ပြည်နယ်ဥပဒေချုပ်ရှာသူနှင့်ပြည်နယ်ပြောခွင့်ရသူလည်းဖြစ်သည်ရခိုင်လူမျိုးများအပေါ်လေးချောင်းတိုက်ခိုက်မှုဥပဒေမဲ့ဖမ်းဆီးတပ်ဖြတ်မှုနေအိမ်မီးရှို့ခံရမှုများကိုဦးလာသိန်းကစစ်တွေမျိုးပြည်နယ်အစိုးရရှုံးတဲ့ကထိုင်ကြည့်နေပြီးစစ်ကောင်ဆောင်ကိုဥပဒေအကာအကွယ်များပေးနေသလားဟုပြည်သူများမေးခွန်းထုတ်နေကြသည်ထို့တူပြည်내စီးပွားရေးဝင်ကြီးရာတို့အပေါ်ခြေနဲ့နေသည့်ဥဆန်ရွှေမောင်မှလည်းရခိုင်ပြည်စီးပွားရေးကိုဆင်းရဲတွင်တဲ့တွန်းချနေပုံမြင်ရသည် 2023နိုဝင်ဘာကနေရခိုင်ပြည်ကုန်စီစီစစ်မှုကိုပိတ်ဆို့လိုက်ခြင်းအပေါ်ဦးဆန်ရွှေမောင်တယောက်ထိုင်ကြည့်ရုံဖြင့်ကျင်းနေနေဟန်ရှိသည်ထို့တူဒေါက်တာအောင်ကျော်မင်းတယောက်မှလည်းလက်ရှိတွင်ပျောက်ချင်းမလားပျောက်ချက်သာကောင်းနေသည်သူသည်အာနာသိမ့်ပြီးနောက်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရှာတူးရှုခဲ့သူဖြစ်သည်စစ်တပ်လိုကြရခိုင်ပြည်သားလူမျိုးနွယ်အပေါ်စာနယ်ရိတ်ခါဖြတ်တောက်မှုလန်ခီပိတ်ဆို့ခဲ့မှုစသဖြင့်ဖြန့်ငါးဖြတ်လောက်ရတွင်တာဝန်ရှိသူဖြစ်ပေသည် ထိုးလို့ရက်ပေါ်စစ်ကောင်ဆောင်နှစ်သက်ပြီးဒေါက်တာအောင်ကျော်မင်းကိုတိတိပြန့်ချီဖွဲ့လဲချီးမြှင့်ခဲ့သည်ထို့တူဒေါက်တာအောင်ကျော်မင်းကိုပြည်내ဝင်ကြီးချုပ်နေရာကနေပြည်တော်စုစစ်ကောင်စီအဖွဲ့ဝင်ရှာတူတိုးပေးခဲ့သည်ယနေ့အခါဖြုတ်ချခံရပြီးရှာတူနှစ်နေရာပါပျောက်နေတော့သည်အထက်ပါအကြောင်းညာများလူပုဂ္ဂိုလ်များကိုခြုံငုံကြည့်လျင်ဒေါ်စော်မြရာစာလင်းသည်လက်နက်ကင်အရင် ်ဒေါက်တာအေးမောင်နှင့်ဥပရှိန်တို့သည်ပါတီနိုင်ငံရေးဒေါ်အေနုစိန်ဦးစော်အေးမောင်ဒေါ်နုမြဆန်ဦးလာသိန်းဦးဆန်ရွှေမောင်ဒေါက်တာအောင်ကျော်မင်းတို့သည်ဖျူရိုကရေစီရန်နရာစသည်ဖြင့်နေပယ်ပေါင်းစုံကဏ္ဍပေါင်းစုံကနေစေကောင်းဆောင်ကိုထောက်ပံ့နေသူများအဖြစ်မြင်တွေ့ခဲ့ရသည်ရခင်ကလွတ်လပ်သော ရခိုင်ပြည်နိုင်ငံတော်သည်1984ခုနှစ်တွင်ဗမာဘရင်ဘိုးတော်ဖရာဤကျူးကျော်တင်ပိုက်ပြီးနောက်ပိုင်းမှစ၍ဗမာအုပ်ချုပ်မှုအတွင်သို့စတင်ကြောက်ရောက်ခဲ့ရသည် ထိုနောက်အင်္ဂလိပ်ခေတ်ဂျပန်ခေတ်များကိုဖျက်ဆီးပြီး1948ခုနှစ်လွတ်လပ်ရေးရပြီးတဲ့နောက်ဗမာအစိုးရ၏ဗဟိုချုပ်ကိုင်မှုအောင်ကနာပေါင်းစုံနောက်ချကြံခဲ့ရသည့်ရခိုင်လူမျိုးတို့ကတော်လန်လာကြခြင်းဖြစ်သည်ထိုတို့ခေတ်အဆက်ဆက်တော်လန်ရေးမောင်းနှင်အားကိုအားပြော့စေရင်စစ်တပ်သည်၎င်းတို့လက်ဝေခံလူတို့ချို့ကိုမြောက်စားပြီးတက်ရှုတွေးထိုးဖြိုခွဲခဲ့မှုများလုပ်ခဲ့သည် ရခိုင်ပြည်မျိုးသိန်းတိုက်ပွဲစတင်ခဲ့သည့်2023ခုနှစ်နိုဝင်ဘာ23ရက်ကနေ2025ခုနှစ်ဩဂုတ်လ10ရက်နေ့အထိတနစ်ကျော်အတွင်းစစ်ကောင်စီရဲ့ရေချောင်း၄ချောင်းလက်နက်ကြီးပစ်ခတ်မှုနဲ့ဖမ်းဆီးတပ်ဖြတ်မှုတို့ကြောင့်ရခိုင်ဒေသခံ926ဦးနှင့်တရားရရှိသူ1954ဦးရှိနေကြောင်းဩဂုတ်လ17ရက်သတင်းစာရှင်းလင်းပွဲတွင်ဦးခိုင်သူကကပြောခဲ့ပါတယ်။ထို့ပြင်မြို့သိမ်းထိုက်ပွဲကာလအတွင်းစစ်ကောင်စီဖမ်းဆီးခြင်းခံထားရသူ948ဦးအထိရှိနေကြောင်းသိရပါတယ်။ ထို့သောဖော်ပြပါစစ်ကောင်စီနှင့်ပူးပေါင်းနေသည့်ရခိုင်လူမျိုးတစုသည်ပြည်သူများ၏လူ့အခွင့်အရေးဆုံးရှုံးနှိမ့်နှောင်မှုများအပေါ်တစုံတရာပြောမထွက်ပေကိုကြိုးစည်းပွားအောက်တွင်တာယာနေကြောင်းရခိုင်နှင့်အခြားတိုင်းဒေသများကဝေဖန်နေကြသည်ခြုံငုံကြည့်လျင်အထက်ဖော်ပြပါလူအုပ်စုမှအမျိုးသားနိုင်ငံရေးအခန့်တည်မမှန်သူစစ်ကောင်စီတစ္ဆာခံရခိုင်များသို့မဟုတ်ခစ်တဲ့ငတန်းတွေများဖြစ်ကြပြီးရခိုင်ပြည်သူအရေးကိုမျက်ကွယ်ပြုကအာနာရှင်စနစ်အောက်တွင်ဖြုံမှွေနေသူများအဖြစ်ရခိုင်အတိုင်းဝိုင်းကမှတ်ချက်ပေးထားကြသည် ခေတ်ကာလမိတို့ပင်ပြောင်းလဲပါစေပြည်တော်စုကခွဲထွက်တာနဲ့ရခိုင်လူမျိုးကိုပြတိုက်မှာသွားကြည့်ရမယ်ငြိမ်းချမ်းရေးရဖို့ရွေးကောက်ပွဲလုပ်ရမယ်လက်နဲ့မကင်ပဲငြိမ်းချမ်းရေးကိုရအောင်လုပ်နိုင်တယ် NCA ပြတ်သွားပြီလို့ပြောတာတရားမဝင်ဘူးဆိုတဲ့စကားလုံးများမှာစစ်အာဏာရှင်အောက်ကလွတ်မြောက်လို့ကြသည်ရခိုင်ပြည်သူများအသေးသေးတွင်ပတ်တန်ရှိနေကြအောင်မြင်